အလုံးမင်္ဂလာပါရှင်ဒီတစ်ခေါက်ကျွန်မတင်ဆက်ပေးချင်တာကတော့ဆရာမောင်သိက္ခာရဲ့ယေရှုလို့ပွက်ကြောနဲ့တခြားဝတ္ထုတူများတွေကအာမန်ဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ရှင်ဤဝတ္ထုအားဖတ်ခွင့်ပြုပါယံဆရာနှစ်တကွာသက်ဆိုင်သူများအားလုံးကိုဤနေရာမှနေ၍ခွင့်ပြုချက်တောင်းခံအပ်ပါတယ်ရှင်အာမန်ယေဝရင်ဘောလုံးမျိုးနေသောဘုခာတိချသည်တိမ်ခနေတံခါတော်၏ ထို့နောက်ညင်ကနေဖြစ်၍ရုပ်သွားသည်ဝဲခရဲ့ငေကလေးတစ်ခုဒုခာတိ၆ဘေးမှပေါ်ကဆက်ဝိုင်းသည်ကြီး၍ကြီး၍သွားသည်အင်းထိပီပြီအဖညာဤမျိုးနှင်းချက်ကောင်းထဲပေါ်ပီပြီအဖညာသည်လက်လော်လေးဘေးမှဘော့တိုင်ကလေးများ ရေပေါ်တွင်စီရည်ရီထောင်နေသောငတ်တလောက်ပိုက်ကိုတထိုက်ကြိုက်လေးပေါ်တို့ဆွဲတင်လိုက်၏မတင်၍လည်းမဖြစ်ငမြင်းရင်နှောက်ကိုလိုက်နေလေ ်ဤငတလောက်ပိုက်ကိုဂယုမဆိုင်နိုင်သို့ဆိုသောမြေအတွင်းစုံစံသွားနေသောတင်ပေါ်များမော်တော်များဤရေရက်ပံကဖြစ်ညှိပြီးပိုက်ပျက်စီးသွားနိုင်သည်ဤငမြင်းရင်များရသည်မှာအတော်တော့ခက်သည် သူအကြိုက်ဆုံးအစာကငတလောက်ဇက်တူသားကိုစားသောငါးမျိုးငတလောက်ဆိုသောငါးကလည်းအသိငယ်လာဤငါတလောက်ကိုလူတိုင်းလူလူစားဖို့ပါဤသို့တော့ငါတလောက်အရှင်ကိုတော့ မြင်ဖူးသူရှားလာသည်ငတ်တလောက်သည်ရေနှစ်ကင်း၍15မိနစ်ခန့်အထိသာအသက်ရှင်နေနိုင်သောတတဝါမျိုးပိုက်မှဆွဲတင်လိုက်သောငတ်တလောက်လေဝန်းထဲရောက်ရင်မိနစ်ပိုင်းအတွင်းတစ်ဖြက်ဖြက်လူကသွေးအံတော်သည်ပဟက်နှင့်အဆက်တွင်းမှသွေးများယူစည်းကြလာ၏ထို့နောက်အသက်ပြောင်းသွားသည်ဒီလိုငါးမျိုးအရှင်လက်လက်မှကြိုက်တတ်သောငမြင်းရင်းကိုအဖညာအစာတက်၍များရသည် လေပေါ်တွင်ငါတလောက်ပိုက်မပါပဲဒီငါးမျိုးကိုမပြားနိုင် အစာဖြင့်ငါတလောက်အရှင်ကို ပထမရှာပေးရမည်ကိုအိမြခဲရခဲစစ်များရသောငါကိုဘာကြောင့်များမှတ်မောရပါလိမ့်ငမြင်းရင်တကောင်ပြလိုက်ရင် အသေးဆုံးငါကရှစ်ပိတ်သာကံကောင်းက ပိတ်သာ40ကျော်အထိငါးကြီးများမိနိုင်သည်တလောက်ကြီးမသောငါကအင်းထဲမှာရှာမှရှာမရှိနိုင် အေယာဝရီမြစ်ရိုးမှာတော့ဒီ၅မျိုးနဲ့မကြာခဏတိုးနိုင်သည်တပိတ်သား15ကျက်စီးနဲ့ရောင်းရစေအောင်တော့တချီရင်းနဲ့ငွေတရာကျော်မှ600အထိပက်ခနေရနိုင်သည်ငမြင်းရင်များရသည်မှာလဲကြည့်ပါဦးယခုအပညာများသောဘူခာတိ6မျိုးသို့မဟုတ်ဝစစ်ဘူးကိုရေပေါ်တွင်ပေါ်သောဘော့အဖြစ်ထားရ၏ဒါမှ9မီလီယံတည်နိုင်ပြီ။ ဘူခာတိ6ဆိုသည်မှာဈေးထဲတွင် တွေ့ရသောကြော်ချက်စားရသည့်ဘူဒီမျိုးမဟုတ်မြေမှာတွား၍အလေးချပေါက်သောတော်ဘူးမျိုးအများအားဖြင့်ဘူခာတိသည်လေသိမ့်သည် အခွန်မာ၍ခြူသည်ဘူခာတိရင်၍၆သောအခါအသားများလည်းမရှိတော့အတွင်မှဆေးများခြောင်ချပြီးရေပေါ်တွင်ပေါ်တော့ပေါ်နိုင်သည်နှုစဉ်တွင်လည်းခါသောအရာသာကြောင့်စားမရဘူခာတိတွင်ငါးများကျပတ်ရင် လေတိုင်းတိမ့်တိမ့်ကအစင်သစ်ဘဘဝအစစ်ပစ်ကိုလေပေါ့အဖြစ်သုံးနိုင်သည်တို့တော့ဘူခါတိ6လောက်မကောင်းအဘညံအေးတငါတက်တန်းတလျှောက်အတွေ့အကြုံရဒီလိုဖြောင့်တန်းသောရေစီးချောင်းနှစ်လောက်သောရေမှာငမင်းရင်တို့မြူးပြောကျက်စားတက်သောနေရာမဟုတ်ပါလို့အချိန်ကာလကလည်းရေပြပေါက်ရှေးအခါကဆိုရင်ယခုလိုရေပြပေါက်ချိန်တွင်ငါများသမကား မိเจ้าများပင်အထက်သို့ဆန်တက်လာတတ်ကြသည်ငမင်းရင်းတို့ YouTube ချိန်မကြသေးသောအချိန်ကမှမမျိုးလင့်သောရေတိုက်စားမှုကြောင့်လက်ပံစင်ရွာကလေးတချင်းပြုတ်သွားသည်အတိကရတိုက်တာအဆောက်အအုံ အခိုက်အမာနှင့်ရွာဦးဖျားเจ้าကြီးမှာရေတိုက်စားရသို့ပါသွားသည်ရေတဝက်ကုန်းတဝက်တင်နေသောเจ้าအုတ်တိုင်ကြီးများစင်းတူတော်ကြီးများအေယာဝတီမြင့်ယိုးသည်တခါတခါ ဘွေဆိုးဖောက်တတ်၏။တန်ဆောင်းထက် ရေဆောင်းထက်ကြောင်းအစွမ်းပြတတ်သည်။ဟောကြည့်ပါ။နိရှိလာမြအခိုင်အမာတည်ထားသောရွာကြီးကို တရားဒီထင်းနဲ့တိုက်စားသွားသည်။အဘညံတို့နေထိုင်ရာဇလုံဘက်တန်းနဲ့တဲ့တဲ့ကြားကျွန်းမှာလွန်ခဲ့သောအနှစ်30ကျော်ကလေးကတည်ရှိနေခဲ့သည်။သို့သောသူတို့ရှေ့မှာပင်တစ်နှစ်အတွင်းရေအောက်သို့ဆုံးဆုံးမြုပ်သွားသည်။ဒီလိုရေစီးတန်လာသော ရေချောင်းမှာ ငမင်းရင်များလို့ကောင်းလာသည် ပိတ်သား40ကျော်ငမင်းရင်ကြီးများသာပြိလိုက်လေဒီနှစ်မြေကလေးကျွတ်နေကိုရှင်ပြုတ်ပေးနိုင်ပြီတော့မြည်မြေမကလေးပူတူးမကို နာထွင်းပေးနိုင်တော့မြည်ဒီမိမမဲ့မြေကလေးနှစ်ယောက်အတွက်အဘညာတလောက်ကြိုးစားနေရခြင်းဖြစ်သည်ငမင်းရင်ကြီးများသည်ရေအနက်ဆဲလန်းစင်တလန်းတို့မဟုတ်အနက်ပေ60ကျော်90မှာအနေများသည် ထို့ကြောင့်ဘူခါတိ6နှစ်တွဲထားရသော ကျိုးမာကြီးအရှိကိုဆယ်လံစစ်နှစ်လံထားရသည် ထိုကျိုးမာကြီးနှင့်တွဲထားရသောအစီကျိုးကိုရက်20အမျိုးအစားခြိလုံးနှင့်တွဲရသည် အစီကျိုးဆိုသည်မှာအဘညာတို့တငါတဲ့အခေါ်ဖြစ်၏ငါများတတ်သောကျိုးဖြစ်သည်ဒီကျိုးတတ်တဲ့နဲ့ငမင်းရင်များလို့မရနိုင်သည်ကျိုးများရေထဲတွင်ဖြောင်ဖြောင်တန်းတန်းကြီးမြုပ်နေပြီးကုခတ်လာသောငမင်းရင်ကြီးများမမြင်ဖို့အရေးကြီးသည်ဒီတော့ဘာလို့မြင်နေလဲ ြေကြီးတွင် တွင်သေးသေးလေးတူပြီးအလဲတွင်ထုတ်ဆိုင်ထားသောတွင်းကလေးတစ်တွင်းကိုဖန်တီးရပြီထို့နောက်ခဲငါးချက်သားခန့်ကို အရေးကျူလောင်းလိုက်ပါအေးသွားတော့အလဲကောင်အပေါက်နဲ့ခဲသီးတစ်ခုရမည်ထုတ်ခဲသီးကို ကျိုးမကြီးမှတက်မွှေ့လျားနိုင်အောင် ခဲသီးဤအထက်အောက်နှစ်ဖက်ထုံထုံထားလိုက်လေငါးများကျူရေအောက်သို့ဖြောင်ဖြောင်တန်းတန်းရောက်မည် ခဲသီးကို အစီကျူးနဲ့တောင်ဆုပ်ခန့်အကွာတွင်တမအနေတော်သည် ကျိုးအရှိအားလုံးကိုရေထဲသို့ချရင်မလို့ပုံနေသောကျိုးအရှိကိုဘူခါသည်6မှာပတ်ထားပြီးတငါအခေါ်တုတ်ကျိုးသို့မဟုတ်တင်ဥကျိုးနှင့်ထိန်းထားလျင်ပြီးသည်အေးဒီငါးမြချိတ်မျိုးကလည်းဈေးနိုင်ဝင်မယဒီငါးမြချိတ်မျိုးကိုငွေဂျီတန်တတုတမျိုးမျိုးနဲ့အထူးလောက်ရသည်တန်နဲ့လှုပ်လျင်တိတ်မကောင်းဂျီဖြစ်အများအားဖြင့်လှုပ်ကြသည်တန်ကိုလှုပ်လျင်ဘဘဲဖို့မှအယွေလှုပ်ဂျီနဲ့လှုပ်လျင် န်တဲတွင်လှုပ်အဘညံတို့လိုတငါရီဝတ်သူများကတော့ကြီးငါးများချိတ်ကိုကိုရိုင်းစိတ်တိုင်းကြလှုပ်ထားသည် အားလက်လျင်အယောင်တဖိတ်ဖိတ်ထအောင်ပုတ်တိုက်ထားသည်ရှေးတငါသေးကြီးများကတော့ကြီးလင်မမအနာလုံးခွေနှခမ်းသားကြီးချောင်းများနဲ့လဲလှုပ်တက်သည်စိတ်တိုင်းကြလှုပ်ထားသောငါးများချိတ်ကငါးကိုက်၍ကျုံးမသွားဖြောင့်မသွားဒီငါးများချိတ်ကိုငါတလောက်ပိုက်မှလောလောလတ်လတ်ပြီးတော့ငါတလောက်ကို မသေးခင်အချိန်မီစူးတောင်နှောက်ကျော်မှအရေခွန်အောက်ရုံကလေးဖောက်ချိတ်ကရေထဲသို့ပြန်ချထားလိုက်ရသည်ဒါမှငါးများတန်းတန်းနဲ့ငါတလောက်အသက်မသေးရေထဲတွင် လူလာခောက်တုံကူးခတ်နေပြီတော့မြည်ငါကူးခတ်ရနောက်သို့ရေပေါ်တွင်ပေါ်လို့ပေါ်နေသောဘူခါသည့်၆ကလိုက်နေသမို့အဘညံလေးပေါ်မှအသာကလေးထိုင်ကြည့်နေုံသာရှိတော်သည်ထိုကဲ့သို့ညမင်းရင်းများခြင်းကိုတငါခေါ်ဘူးမျောသည်ဟုခေါ်သည် ယခုတော့ဘူခာတိချက်ကတိတ်ခနဲတုံခေါသွားသည်ညင့်ခနဲမြုပ်သွားသည်ငါအကြည့်အသေးတော့မသိသေးမိတော့မိနေပြီငမင်းရင်က အစာကိုလောဘတကြီးဟလိုက်လေအများအားဖြင့်အရေခွန်တွင်တဲယုံသာတဲထားသောငါစာငတလောက်ကလွတ်သွားပြီးငမင်းကသူ့ကိုချိန်မိတတ်သည်အစာငတလောက်ပါဟပ်မိသွားပါက အစာနဲ့လုံးထွေးပြီးပြန်အံတတ်သမို့ငါများပါကျွတ်သွားတတ်သည် မသေးလို့မကျဉ်းလွန်းတော့ငတ်တလောက်အကောင်းဆုံးက40ချက်သား50ချက်သားခန့်ငတ်တလောက်ငားမိရင်လေမိချက်ကနာဖို့လိုသေးသည်တငါအခေါ်အမာမိခေါ်အာကောင်တွေမိပါမှသိစိတ်မချရငမများကအာကောင်ရိုးအမာမို့မိချက်မနာငါမြက်ကသိမစူးရုံးလိုက်ကန်လိုက်ပါကလွတ်သွားတက်သေးသည် အပြော့တော့မဟုတ်နှစ်ထပ်ကွင်းခေါ်ပဇွန်ကိုလှလှပပကြီးမိမှစိတ်ချရသည် ယခုလည်းကြည့်ရအောင်မေအမာလားအပြော်လားနှစ်ထပ်ကွင်းလားဟောဘူခာတိချောက်တီရေစုံတို့လင်းမြန်စွာ ပြေးနေရမှစုတ်ခနေမြုပ်သွားသည်မှာပြန်ပင်မပေါ်တော့အဖညာဝန်တာလာ၏စိတ်မောလာသည်ဝန်တာတီကအလေးချိန်မသေးလာတော့ငါးကြီးတကောင်ကိုပြိနေသည်မှာတေးချာလာ၏ဒီဘူခာတိချောက်ကိုပြန်မပေါ်အောင်လုံးဝမြုပ်အောင်ပြုတ်နိုင်စွမ်းသောငါးကားသေးလာမည်မဟုတ်ပါစိတ်မောရသည်မှာက ရုပ်သွားသောဘူခါသည့်ချက်ကိုမြက်ချီမပြက်မပြောက်ပြက်ရအောင်လိုက်ကြည့်ရပြီမီဒီနေ့မှအဘညာမှာအဖို့မပါတယောက်တည်းထွက်လာခဲ့မိသမို့ငါးကြီးကိုသူ့အင်အားနဲ့မှနိုင်မှာမလားကိစ္စတော့သိမရှိသူ့မှာအကူလက်နဲ့ဖြစ်လင်းမွေမီတစ်သွားနေတတုံထွာခန့်ဝရားကိုအယုတ်တထားသောမိန်တလက်ပါသည်ပြီးတော့ငမြင်ကူခေါ်တွေ့ တက်လက်လဲပါပါသေးသည်ငမြင်ကူးဆိုသည်မှာအရှိနှစ်တောင်ခန့်ရှိလက်တန်းလုံးခန့်တန်ချောင်းချုံကိုချိတ်အဖြစ်တစ်ဖက်မှာကွေးထားသည်တခြားတစ်ဖက်မှာလည်းဂွင်းအဖြစ်ကွေးထားသည်ထိုဂွင်းတွင်တန်ကျိုးချီ၍တန်ကျိုးတဆကိုနောက်ဆွဲကျိုးအဖြစ်ထားပြီးရေပက်ကန်အလဲရေကန့်တွင်ခိုင်ခိုင်မြဲမြဲချီထားသည်ချိတ်နှင့်ချိတ်၍ငားမိပြီးရုံးစိအောင်လေကန့်တွင်တန်ကျိုးမြဲမြဲချီထားသမို့ ငါးကူရနှောက်တုပ်လေးကလိုက်သွားယုံသားရှိသည်ဤသို့မဟုတ်ပါကအဘညံတငယ်ချင်းဖိုးစိန်ကြုံရသည့်အဖြစ်ဆိုးမျိုးနှင့်ကြုံရပါကမခက်ပါလောဖိုးစိန်သည်ငမြင်ကူနှင့်တွဲထားသောနှောက်ဆွဲကျိုးကိုလေးကပ်မှမချီသူ့အင်အားသူယုံပြီးလက်မောင်းမှချီထားသည်ငါးမိသည့်အချိန်ကမောင်းမှိုက်သည့်ညအချိန်ဘေးတငါသည်အဖော်လီများကလည်းကို့အလုတ်ကိုအာယုံဆိုင်နေကြချိန်မိသည့်ငါကပိတ်တာချိန်၄၀ကျော် ငါးများမှီနေသည့်ငါးကြီးကအားနှစ်ဆွဲပြီးရုံးကန်ကူးလိုက်ရာဖိုးစိန်လေးပေါ်မှအားလွန်ကျသွားတော့၏ငါးကြီးအင်အားနှင့်မရှင်သာသောဖိုးစိန်ခမားငါးကြီးကူးရနောက်သာဂျိုးတန်လန်နှင့်ဝီဒူရာမြင်မီဆွဲသည်လို့တကောက်ကောက်လိုက်ရင်ရေနှင့်အသက်ဆုံးရရှာသည်သုံးရက်ခန့်အကြာပုတ်ဆပြုတ်နေသောဖိုးစိန်အလောင်းရေပေါ်ပေါ်လာသည် အလောင်းကောင်သည် ထုံစံအတိုင်းရေစုံအလိုက်တငိမ့်ညိမ့်မျိုးမနီလင်းမြန်စွာရေစံကိုစံတက်သည် တခါရေစမရေစုံတို့ပြန်ပြောင်း၍သွားပြန်သည်ရေစည်းကိုကန့်လန့်တိုက်၍လဲမျောသည် မမျောလင့်ပဲဖိုးစိန်အလောင်းကိုစတင်တွေ့ရသည့်တငါးသည်မှာတရေပင်၆လီတလို့ဟုအလန့်ကြီးလန့်သွား၏နောက်မှလက်ပေါင်းမှ ကျိုးစာကိုမြင်ပြီးဖိုးစိန်အလောင်းကိုလည်းမှတ်မိမှဆဲလိုက်ရသည် အလောင်းကိုသာဆဲ၍ရသည်မဟုတ်ပါဖိုးစိန်သာတည်၍ပုံ၍ရေပုံ၌ပေါ်လာသည် ိုးစိန်လက်ပေါင်းတွင်ကျိုးနှင့်တွဲထားသောငမြင်ကူ၌ဖိုးစိန်အသက်တစ်ချောင်းကိုအရင်အနည်းပြု၍ဖန်ဆီးထားသောပိတ်တာချိန်40ကျုံငမြင်ရင်ကြီးကမသေးသေးပါအမောလွန်ပြေးကောင်းစွာပကုခတ်နိုင်တော့သည့်အခြေသာရှိသေးသောငမြင်ရင်ကြီးကိုပါရလိုက်သည်ဒီငမြင်ရင်ကြီးကိုဓနုဖြူစေးတင်ပြီးရောင်းရငွေနှင့်ဆင်းရဲလာသောဖိုးစိန်အတုဘကိုတိုက်တိုက်မြိုက်မြိုက်ချနိုင်သည်တပိတ်သွတ်တွင် မုံဟင်ခါကျွေးနိုင်ခဲ့သည် ချန်ရစ်ခဲ့သောဇနီးနှင့်သားသမီးကလေးများကိုလည်းငွေကြေးအတော်အသင့်ပေးနိုင်ခဲ့သည်ဒီလိုအဖြစ်မျိုးနှင့်မကြုံရအောင်အဘညာန်ကလေကပ်မှငမြင်ကူကျိုးကိုကောင်းကောင်းကြီးချီထားလိုက်တော်သည်ခက်တီကမြုပ်သွားသောဘူခါတိချောက်ကယခုထိပေါ်မလာသည်အနောက်ဖက်တောရမ်းမှနေလုံးနေနေသည်တရွေ့ရွေ့နှိမ်စင်သွားပြီးအီယာဝရီမြစ်ပြင်တစ်လျှောက်လုံးမှရေပြင်များမှအပြာရောင်မဟုတ်အစိမ်းရောင်မဟုတ် လိန်ပေါ်ရောက်မြစ်ပြင်ကြီးဖြစ်နေသည်။တောင်ပြင်ပေါ်မှငါးတအုပ်တအုပ်အိတ်တန်းတို့ပြန်ရင်အနောက်ဖက်စီတို့ပြန်သွားကြပြီ။ရေပေါ်တောင်နဲ့သဲယိုးရွာများဖက်စီမှတရွေ့ရွေ့သွားနေသောတိမ်ဆိုင်များမှလည်းလိန်ပေါ်ရောက်အနားကုပ်ဖြစ်လှပနေသည်။ဒီတဘာဝအလှကိုအပညာခံစားနိုင်ရန်အချိန်မရှိပါ။ဤတင်ကေတသည်မကြမီနေလုံးကွေပြောက်အမောင်တို့ ရောက်တော်မီတင်ကေတတာဖြစ်သောအပညာကောင်းကောင်းသိသည်။ ယခုအချိန်က ရေပြပေါက်ချိန်ညရေများမှာ အထက်စီမှာ တောင်ကျရေကြောင်းနောက်ဆပြုတ်နေတော့ချိန်လဆုံရက်မို့လကလည်းမရှိ မောင်အတိကြပါကအဘညာကမျက်စိမွှင်းမွှင်းညအချိန်ကြားမှာမြုပ်ရမဘူခါတိချပေါ်လာရင် မြင်မမြင်ရပါမလားဟော ပြောရင်ဆိုရင်ခဝေးဝေးရေစုံမှမေ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 နဲ့ဘူခါတိချနေမဝင်ခင်ပြန်ပေါ်လာတော့ဘူခါတိချနောက်တော့အဘညာတိ လက်လော်လေးကိုတက်ကုံတုပ်၍လော်ကဒုခသည်၆ကိုအမိဆေးလိုက်သည်ပြီးတော့အဖညာသည် ကျိုးစာကိုဖြည်းဖြည်းချင်းဆွဲတင်လိုက်၏မိသောငမင်းရင်ကနာ၍လော်မော၍လော်မသိညိတ်သက်ပြီးအဖညာဆွဲတင်ရနောက်သို့တဖြည်းဖြည်းပါလာသည် တလန်နှစ်လန်သုံးလန်ငါးချီးကိုမြက်ဝါထင်ထင်မြင်ရတော့မည်တေဘေးကို တတိယလာသည်လားမသိငါးချီးက ယခုမှတအားကုန်း၍ယုံလိုက်ရာအထက်အာကောင်အမောင်ကိုပင်မိနေသလားအပြော့နှစ်ထက်ကွင်းပဆောင်ကိုပင်မိနေသလားမသိတော့ငါးကြီးကိုစိတ်မချရသေးသမို့အဘညာသည်ကျိုးကိုကမန်းကရန်ရှော့ချလိုက်ရသည်တွားပြန်ပြီတခါထပ်မံပြီးချော့ဆွဲဆွဲရပြီးဦးတော်မြီဒီလုပ်ငန်းကအတော်ကလေးစိတ်ရှည်ရသည်စိတ်မရွှေရွှေလဲမဖြစ်ရချင်စောနဲ့ဆွဲလိုက်ပါကငါးကအင်အားချင်းလျင်ကျိုးပင်ပြတ်သွားနိုင်သည် ငါးများကျွတ်သွားနိုင်သည်ရှော့ချီတင်းချီလောက်ရပေါင်းများလာပါပြီငါးကြီးကမမောသေးအဖညာကမောလာပါပြီ နေလုံးလေကိုယ်ပြောက်လို့ပါပြီဘူခါသည်ချောက်ကိုအပြောက်မခံနိုင်တော့ကျူးမကြီးကိုလေကန့်တွင်မြင်းမြဲချီပြီးငါးကြီးကူရနောက်သို့လေကိုယ်သာတစ်ခေါက်ခေါက်လိုက်နေစေတော်မူဒင်းတစ်နှစ်ဘယ်ပြေးမလဲမြေးကလေးကြွက်တီရှင်ပြူနိုင်တော်မူ ဖညံဤပိန်လီသောလက်မောင်းကြွက်သားများမှာတစစ်စစ်ကိုက်ခဲလာသည်ငါကမြင်ပေမမြင်ရသေးနေဝန်းနေနေသည်တဲတောင်ပြင်ပေါ်တွင်မေးတင်နေချေပြီးဆော့ဆော့ကပြန်သွားသောငဟင့်ငက်အုပ်ကြီးကိုလည်းမမြင်ရတော့ဒီငါကြီးကလည်းမမိနိုင်သေးဒီနေ့မှအဖို့မခေါ်မိခဲ့တီကိုအဘညာမိမိကိုကိုမိမိအပြစ်တင်မစုံဒီတစ်ခါတော့ကျိုးကိုခတ်တင်းတင်းလေးဆွဲတော်မူတလောက်ရှော့လိုက်တင်းလိုက်လှုပ်တီတိုင်းမပြုတ်သေးကငါးကြီးဤချက်ကောင်း အဆောင်နှစ်ထပ်ကွမ်းကိုမိနေ၍သာဖြစ်ရမည်။အဘညံသည် ကျိုးမကြီးကိုခတ်တော့တော့ကလေးဆွဲတင်လိုက်သည်။ရှစ်လန်း၊ကိုးလန်း၊ဆယ်လန်း၊ခဲသည်ပင်ပေါ်လာပြီ။ဟောငါးများတက်ထားသည့်အစီကျိုးလည်းပေါ်လာသည်။ရေပြင်သည်ကရက်ထာနေ၏။ကြီးမာပြီးဝင်းလူစဲနေရောင်တွင်ငွေရောင်တလက်လက်တောက်နေသောငါးကြီး၏ခေါင်းဝိုင်းဝိုင်းကြီးကရေပေါ်သို့တပြေးပြေးပေါ်လာသည်။ပိတ်တာချင်း၄၀ခန့်ရှိငမင်းရင်ကြီးတကောင် အဖညာဤတည်င်္ဂသောအချိန်ပိုင်းကလေးတွင် အလုတ်များလာသည်တစ်ဖက်မှငားများကျိုးကိုဆွဲလိုက်သည်တစ်ဖက်မှလက်နက်ကိုစန်းကင်လိုက်သည်လင်းမွေမီမင်းနဲ့ထိုးရမည်လောငမြင်းကူနဲ့ချက်ရမည်လောနှစ်ခုစလုံးပင်တပြိုင်နက်တည်းအသုံးပြုရမည်လောနှစ်ခုစလုံးတပြိုင်နက်တည်းတစ်ယောက်တည်းအသုံးမပြုနိုင်တစ်ခုသာသုံးရမည်လက်ကျင်ရနေသောငမြင်းကူခေါ်တွယ်နှစ်ချိတ်ချင်းက ပုံမတေချမည်ဟုအဘညာတမဟုတ်ချင်းဆုံးဖြတ်လိုက်၏မူလုံးတန်ချောင်းကိုကောက်ထားသောငမြင်ကူ၏အသွားကထက်လာ၏ဘယ်နေရာကိုပောက်ပြေးချိတ်လိုက်ရပါဇက်ပူသားကတိတ်မသေးချာအယိုးမာမာခေါင်းပိုင်းကိုပောက်မိပါမှ ချော်သွားနိုင်သည်ဝမ်ပိုက်သားပြော့ပြော့ကချိတ်ရလွယ်သည်ခက်တီကဝမ်ပိုက်သားဆိုသည်မှာ အောက်ဖက်မှာပိုက်သားချင်း40ထက်မနည်းသောငမြင်ရင်ကြီးကို ညဝါထင်ထင်မြင်ရသောအဖညာအဖို့ထုံငါးကြီးလွတ်သွားမိကိုစိုးရိမ်နေခဲ့သည်ငမင်းရင်ကြီးကအဖညာထင်သလိုနှစ်ထပ်ကွင်းပစောင်းတွင်ကြီးဝါငါးများချိတ်ကလှလှပပကြီးချိတ်ဝင်နေ၍အတော်အတင့်စိတ်ချရသည်တွားထက်ထက်နှင့်အညူတကြီးကိုက်ခဲနေသောငမင်းရင်ကြီး၏တန်ကြောင့်ဒီငါးများကျိုး ပြတ်မသွားနိုင်ပါငမင်းရင်ကြီးခဲညူရောင်ကြောပြင်းနဲ့ငွေရောင်ဖြူဖွေးသောပိုက်သားမှာဝင်လှစေနေရောင်အောက်တွင်တလက်လက်တောင်နေသည် အဘညာသည်အသက်ကိုပြင်းပြင်းတစ်ချက်ရှူလိုက်သည်ထို့နောက်ငမြင်ကူကိုငါးကြီးစီသို့တန်း၍ချိန်လိုက်သည်ရေပေါ်သို့ငါးကြီး၏ခေါင်းနှင့် ကိုတဝက်ခန့်အလျှောက်ငမြင်ရင်ကြီးတစ်ချက်အလွန်တွင်ဖွေးခနဲသူ၏ဘိုက်သားဖြူဖြူကတစ်စက္ကန့်မြဘေးတိုက်အနေထားသို့အရောက်တွင်ဤတစ်စက္ကန့်သည်အရေးကြီးလာ၏ဤမြတိုးတောင်းသောအခွင့်အရေးကို အလစ်ပပီးသောအဘညာကကောင်းကောင်းကြီးအသုံးချလိုက်တော့သည်သူဤလက်မှ ငမင်းကူသည်တန်းခနဲလွတ်ထွက်သွားကငမင်းရင်ကြီး၏ဖိုက်သားကို ဖောက်ဝင်သွားသည် ရေပြင်းသည့်ရဲခနဲငမင်းရင်ကြီး၏ဘိုက်မှထွက်လာသောသွေးများနှင့်လွှမ်းသွားသည် နာကျင်လာသောငါးကြီး၏နောက်ဆုံးရုံးကန်ချက်မှာရေပြင်းတစ်ခုလုံးတဝုံဝုံနှင့်ဆူညံနေသည်လိုင်းချက်ခွများကအဘညံ၏လေဝန်းကို အပြေးအလွာလာ၍ရိုက်ခတ်လိုက်သည် တတင်းခါတော့ဤနေရာတဝိုက်မှာလိုင်းကြီး၍လေထန်သွား၏ ချိန်40ကျော်ငမြင်းရင်ကြီးတကောင်ဤနောက်ဆုံးရုန်းကန်ခြင်းအဘညံဤလိုင်းအလှိတ်လှိတ်ထ၍တွတ်နေသောမျက်နှာပြင်ကြီးမှာအပြုံးရိပ်များတန်းနေ၏ဒီနှစ်တော့မြေကလေးကျွန်းနေသင်္ကန်းဝါထိန်ထိန်နဲ့တွေ့ရတော်မည်အကုသူကိုအရင်တည်၍ကုသူပြုရသည်မှာတိတ်တော်မကောင်းလားသို့သောအဘညံဘာတတ်နိုင်ပါမည်နည်းဒီလိုရုံးရင်းကန်ရင်ဒီဘဝဒီအရွယ်ရောက်လာသည်အဘညံအဖေအဘညံအဖိုးတို့ကလည်း ဒီလိုယုံရင်ကံရင်သာတည်ဆုံသွားကြသည်ဒီဝတ်ကမချွတ်မလွတ်ခဲ့ဘယ်တော့မှချွတ်မည်လည်းမသိဘယ်သူ့ကို အပြစ်ပြုရမည်ဟုအဘညာတာဆိုတော်လဲညံ့မမီငါးကြီးကိုငမြင်ကူနဲ့ကောင်းကောင်းချိန်ပြီးလေဘေးမှဆွဲလာသည်ကန်းရောက်ရင် ရေပိုးရေမွားကလေးများကိုစွန့်ကြဲပေးသနာတော်မိယုဖလာယုံကြည်ခဲ့သည့်အဖိုးနှက်ကိုပသပေးရပြီအဖိုးဆိုသောနှက်မှာနားကခတ်ထိုင်ထိုင် ရေငန်ပိုင်ဥရှင်ကြီးတင်လိုက်ရင်အဖိုးကပါရသည်အဖိုးအဖိုးအဖိုးဆိုပြီးသုံးကြိမ်သုံးခေါက်အော်ဟစ်မှနာကြားသည်ဟုအဘညာတို့ယူဆယုံကြည်ကြသည် သူကပါတရသည်ကဒီလိုငါးကြီးမျိုးမိလာရင်ဘိုက်ကိုခွဲဥအသေးကိုချက်အရက်နှင့်ထမင်းဥပေါင်းတွဲဖက်ပြီးလေးပေါ်မှတင်မြောက်ရခြင်းဖြစ်သည်ပြီးတော့တငါးနှစ်ဆိုင်သော တခြားနှစ်များလည်းရှိသေးသည်အမေလမိုင်းနှင့်တောင်ပိုင်ရှင်များကိုလည်း တင်မြောက်ပါသားရပါသေးသည်ဒီအလုံမျိုးက ခင်မမီယုံကြည်ရမဟုတ်တော့လေတဲပြီးစိုးရကမတက်ကြပါပတတင်မြောက်ပြီးဒီအရဲ့ဒီငါ့ဦးဟင်းကိုဒီငါသည်ရေးလုတ်သားကြီးများကပင်ပြန်စားရတော့အရှုံးမရှိလားငါ့ဦးဟင်းအမီးနဲ့ထညက်အရဲ့ပြင်းပြင်းကလေးကတဲပြီးလိုက်ဖက်လာသည်မဟုတ်မှနေရောရှေးရှေးတုန်းကတငါသည်ရေးလုတ်သားလူလေကြီးများက သူတို့ဤအလုရှင်၄နှစ်ပိုက်ပိုင်ရှင်များထံဝါခွဲ၍အနံရမည်ငါးကြီးမှာအချို့တဝက်အကောင်းဆုံးသောအသားကိုပြန်စားရအောင် ထွင်လုံးများထုတ်ထားသည်လေဖြစ်ကောင်းဖြစ်နိုင်ပါသည်နေလုံးနီနီကတောင်ပြင်းနှင့်တောရန်ကလေးနောက်သို့ငုံရှိုးသွားကြပြီလိမ်ပေါ်ရောက်အနားကွထားသောတိမ်လှိတ်တိမ်ဆိုင်များကိုလည်းမမြင်ရတော့အမောင်ရိတ်ကတန်းလာပြီအဘညာတို့နေရာဇလုံဖက်တန်းရွာမှရေနံစီမီးရောင်မိတ်တုတ်မိတ်တုတ်များစကားကြီးဖက်မှာ ရက်စင်မီးရောင်များပင်မြင်နေရပြီးမြေကလေးများဖြစ်ကြသည့်ကြွက်နေနှင့်ပုတူးမတို့မျိုးနေကြရောမီအဘအဘအဘကြွက်နေဤခေါ်တဲ့အဘအရောက်နောက်ကြလို့ကန်းဆက်မခေါ်နေသည်ထင်အဘအဘအဘကြွက်နေသည်ရေနံစီမိခွက်ကြီးကိုဖားရိုက်မိအုပ်ဆောင်ဖြစ်ထဲ၍ကမ်းပါဆက်သို့ဆင်းလာသည်ဟဲ့ကြွက်နေငါဒီမှာဟိုက် ်အဖညံ့သည်လက်လော်လေးကလေးကိုခတ်တော်တော်ကလေးလောကကန်းဆက်သို့ထုတ်ကပ်လိုက်၏ညမြင်ကူခေါ်တွယ်ဖြစ်ချိတ်ကလေဘေးမှာပူးချီနောင်လာသောညမြင်ရင်ကြီးကတလူးလူးတလွန်လွန်ဒီတခါတော့မင့်တို့ကိုရှင်ပြူပေးနိုင်တော့မယ်ထင်သဟဲ့အဖညံ့သည်ဝန်တာအားရကျွတ်နေကိုအော်ပြောလိုက်သည်ဘာကောင်များမိလာလို့လဲအဖဒီမှာကြည့်လေကျွတ်နေကျွတ်နေသည် လေပြင်းမှာငမင်းရင်ကြီးကိုပါလာသောမိခွက်ဖြင့်မြောက်ရွေကြည့်လိုက်သည်ရေနံစီမိခွက်ရောင်မိမ့်အောင်တွင်မြေအဖိုးနှင့်ရောက်ပီတိဖုံးနေကြ၏အဘညာဤမျက်နှာတစ်ပြင်လုံးမှာချွေးရောင်ဖြင့်ပြောင်းလဲနေသည်တို့ရတွင်မောဟိုက်ပုံမပေါ်ကျွတ်နေဒီညတော့လေမစင်အေကွာဒီငါးကြီးကိုရေထဲမှာဒီအတိုင်းထားရမယ်မနေ့စောစောကုလိုမော်တော်နဲ့လိုက်သွားပြီးဓနုပြူငါးတိုင်မှာတော်သွင်းရမှာပေါ့ငါးစီကောက်ကောက်ရပါစေလို့ ဆူတောင်းရမဟိအဘညံမှာစိတ်ကူးရင်းနေပေသည်ငါကြီးကိုဥထုတ်ပြီးအဖိုးနှက်ကိုတင်မြောက်ပတ်တရမည်ကိစ္စလည်းရှိသေးသည်ယခုတော့ဥထုတ်၍မဖြစ်သေးနက်ဖြံမှာဥထုတ်ပြီးငါကြီးကိုတနုဖြူတို့ယူသွားရမည်ယနေ့ဥထုတ်လိုက်ပါကနောက်တနေ့တနုဖြူအရောက်လက်လက်ဆက်ဆက်မရှိနိုင်တော့အချိန်နောက်နေပုတ်သွားနိုင်သည်ဒီပူပူနဲ့အစီများ၍စူဖြိုးသောငါးကြီးမို့ပုတ်လွယ်တတ်သည်ငါးကြီးကိုရောင်းရဝင်နေ ထနဲ့အရှက်ပြင်းပြင်းနဲ့ပလင်းဝေခဲ့မိဓနုဖြူမအပြင်ငါးဦးဟင်းနဲ့အဖိုးကိုလေးဘောမှာတင်မြောက်ပေးရပေအောင်မိပြီးတော့ပျော်ပျော်ပါပါစားကြမိယနေ့အဖိုးတော့အဖညာသည်ကျွက်နေကိုလမ်းပြီးမိလိုက်သည်အိမ်မှာဘာရင်ချက်ထားလဲကွာမနေ့ကကျွန်တော်ကျောင်းတက်ထုံကမှာသွားများလို့နေရန်ကလေးနှစ်ကောင်ရတယ်အဲ့တော့ကိုကစွင်းနဲ့ရောပြီးချင်းရီအေးတောက်ကလေးချက်ထားတယ်ပေါ့ ကျွတ်နေကအားရပါရပြန်ပြောလိုက်သည်ထိုအခါအဘညံကအေးအေးကောင်းနေကောင်းနေထမင်းတော့မင်းအုံးမဟိတ်အဘညံသည်အသက်အရွယ်ကြီးရင်လာပြီဖြစ်တော်လဲရှိသမျှအားမှန်ဖြင့်အချိန်ပိတ်သာ40ခန်းငမင်းရင်ကြီးတစ်ကောင်ကိုခက်ခက်ခဲခဲဖမ်းဆီးနိုင်ခဲ့ပါသည်သို့သောသူအမိဖမ်းခဲ့သောစစ်တဝင်းဝင်းနဲ့စူပြူလာတဲ့ငမင်းရင်သားဆူဆူဟင်းတစ်ခွက်ကိုတော့ ခြေနေအရာမစားနိုင်ပါလက်တွေ့ယနေ့စားရမည့်ဟင်းကမြေးကလေးကျွတ်နေများလာသောငရက်နှင့်ကစွန်းရွက်ချင်ရင်းတစ်ခွက်များသာဘဲတို့ပင်ရှိစေမြေးကလေးကျွတ်နေကိုရှင်ပြနိုင်ပေတော့မည်ဘူတူမကိုနားထွင်းနိုင်ပေတော့မည်အဖညံတွင် အမှန်တော့အပြည့်ရှိပါသေးသည် ရှမဝါရုပ်စုံမဂဇင်း1989အစိုးအထည် လိုက်ပါနာစင်ပေးခဲ့ကြတဲ့သူတူတယောက်ချင်းစီကိုအထူးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်မှလည်းယတ္တစာပေကောင်းလေးတွေကိုဆက်လက်ပြီးတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာစင်အားပေးကြပါဦးရှင်။